တကယ်ချင်းတော့ကျွန်တော်တို့မန္တလေးနဲ့စကိုင်းနေပြီးတော့ငလင်ဘေးအတွက်ကျွန်တော်ချက်ချီကိုတောက်တဲ့မော်တော်သေးကြီးမှတန်လူချင်းတို့တောက်တဲ့မော်တော်ရဲ့ဥက္ကရာကလေဆက်သိမ်းတန်းပါလေကျွန်တော်ရိုးရိုးလေးအစီတယောက်နေနေတယ်ငလင်ဘေးကိုတောက်တဲ့မော်တော်သေးတယ်သူဆက်သိမ်းတန်းပါလေဒီတော့ကျွန်တော်တို့တောက်တဲ့မော်တော်ကိုသိမှာတိအစီပေါင်း150စီးတဲ့အတွက် တစ်စီးကိုတသိန်းလို့ကျွန်တော်တို့အလူဝင်သိန်းပေါင်း150နဲ့200ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်းတဲ့ပေါ်တော့အသေးအတွက်ကျွန်တော်နဲ့တောင်းတဲ့ပေါ်တော့ပထမဆယ်သိန်းဒီစားပြီးပါတယ်ပြန်ပါလေပြီးတော့ကျွန်တော်တို့တဲ့သူမျိုးကကလေးတွေလည်းအလူကနာသိန်းပေါင်း200ရသုံးတော့ရမှာလေသူတို့လည်းအလူလေးတွေကိုလူကြုံနဲ့လူပေးလိုက်ပါတော့ကျွန်တော်ပြောချင်တာကအလူတွေအားလုံးမရှိတဲ့လူမပြည့်နေတဲ့လူတကယ်ဒုက္ခရောက်နေတယ် လေးစားမရှိတဲ့လူကိုထိရောက်စားတတ်လို့ပြေးလို့လည်းတိုက်တွန်းတယ်ဘယ်တော့ဒီလိုလဲအခုဒီလို